အားလုံးပဲမင်္ဂလာပါဗျာမင်္ဂလာပါဗျာကျားပြီးတော့ဒီဝမ်းသူ့နောက်ဖြစ်ပါရဲ့ဗျာကျားပြီးတော့ဒီနေ့အဲကြောမဲ့ဖတ်ထားခဲ့တဲ့စာအုပ်လေးရဲ့ခေါင်းစဉ်ကတော့ဆရာမောင်စုရှင်ရေးထားတဲ့ဘာသာပြန်ထားတဲ့ပင်လယ်ပြားနဲ့တကားဖြစ်ပါရဲ့ဗျာဝင်းရင်းဆိုင်ဆရာကြီးကတော့အဲအမေရိကန်နိုင်ငံအာအာလက်စ်ဟမ်မင်ဝေးရေးထားဖြစ်ပါရဲ့ဗျာအဲ့တော့ ဆရာအောင်စုရှင်ရပြန်ပြီးတော့ဘာသာပြန်ထားတာပါဗျာတော်ဗျာဆောင်းမှာဘာရေးထားလဲဆိုလို့ရှိရင်အမ်ဆောင်းမှာရေရောတက်90ကျော်80ဒီပါရှိတဲ့ဖိုးကြီးတောင်ပါဗျာအဲ့ဒီဖိုးကြီးကအသက်ရန်ကြီးနေပြီပုံမင်းနေပြီအမ် သူ့ကိုမြင်လိုက်ပဲကြည့်လိုက်ပြီးတွေးလိုက်ပြီးဆိုလို့ရှိရင်အသူကအရန်ကုန်မင်းနေပါမလုံးနဲ့မကင်နိုင်တဲ့ပုံစံကြီးဖြစ်နေပြီမဲ့သူရစိတ်လိုက်တရားအမတမောက်ကိုအရင်ရင်ပါတယ်အဲ့လိုပေါ့နော်သူကဘာလို့စားလဲဆိုလို့ရှိရင်အမ်တံခါလို့စားတယ်ပေါ့ဗျာတံခါလို့စားတယ်သူကဆွေမရှိဘူးမျိုးမရှိဘူးတော်ကောင်ကျက်တယောက်ထဲဒါပေမဲ့ ဲ့လိုဘဝဆိုးတာတောင်မှတဏှာလှုပ်ရှားတာတောင်မှသူဟာဒီနေ့စဉ်တဏှာလှုပ်ရှားတာတောင်မှဒီတဏှာလောကလုံးနေရင်ချားတဲ့ရဆက်ပေါင်းစစ်စံနဲ့၄ရက်တိုင်တိုင်း၅ကောင်မှမရပဲသူဟာဘဝကိုအမြဲမမ်းနဲ့ခက်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 ချက်တန်းနေရတယ်ဗောဗျာဒါပေမဲ့သူ့မှာကံကောင်းတာတစ်ခုလို့ရှိရဲအပါလဲဆိုတော့သူ့မှာမိတ်ဆွေရောက်ရှိရဲဗောဗျာသူ့မှာမိတ်ဆွေရောက်ရှိရဲ ဲ့ဒီမိတ်ဆွေအဲ့ဒီမိတ်ဆွေလေးနဲ့အဲအဲသူကနေ့စဉ်ပြန်ရဲသွားတယ်ငားရင်ခိုင်းတယ်ပေါ့ဗျာဒီပြောနေနေစကားပြောနေနေလောရတယ်ဗျာအဲ့ဒီအဖိုးကြီးရဲ့နာမည်ကစန်တီယာဂိုပါတယ်ဗျာအဲသူကအတနာပြောတဲ့လူငယ်လေးတယောက်ရှိတယ်အဲ့ဒီလူငယ်လေးနဲ့သူကဒီပြန်ရဲသွားပြီးငားရင်များတယ်ငားရင်ဖန်တယ်ဒါပေမဲ့ အမရတဲ့အတွက်ကောင်းလေးရဲ့မိဘတွေကဒီဖိုးကြီးနဲ့အရင်သုံးမလို့တော့နဲ့ဒီဖိုးကြီးနဲ့ရန်ကန်ဆိုတဲ့လူတယောက်အကြောင်းနဲ့အာဒီဖိုးကြီးနဲ့သွားပြီးတော့အလုံးပြုံလို့တော့နဲ့တခြားတခြားတင်မောစားရှိတယ်ဗောဗျာအဲ့ဒီနဲ့သွားပြီးတော့နေတော့ဗောဒါနဲ့ဟိုကြီးက85ရက်မြောက်မှာသူကတယောက်တည်းပဲအာပင်လေးတော့ထွက်သွားတယ်အရင်တော့ငါရောက်ငါ့ကိုငါရောက်အောင်ဖမ်းမယ်ဆိုရယ် ဒီမခံကျင်တဲ့စိတ်နဲ့ပေါ့နော်ဒီပတ်ဝန်းကျင်ကပြောနေတဲ့မခံကျင်တဲ့စိတ်နဲ့သူဒီအပင်တော့သွားတယ်သွားတဲ့အခါမှာပင်တော့ရတဲ့အခါမှာသူ့ရဲ့နှပေါင်းများစွာလေးလာခဲ့နှပေါင်းများစွာတည်ယူခဲ့တဲ့ဒီငါးဖန်ခြင်းအတတ်ပညာနဲ့သူဟာပင်တော့ရောက်တဲ့အခါမှာအဲဘယ်လိုပြောမလဲဒီငါးဖန်လိုက်တယ်ဗောဗျာဒါပေမဲ့ငါးဖန်လိုက်တဲ့မိတဲ့ငါးကသူစီးွားတဲ့သူလှော်ခတ်သွားတဲ့ဒီလေတဲ့ကို ပို့ပြီးတော့ကြီးနေရပေါ့ဒါပေမဲ့သူဆုံးမပေးဘူးဖျာသူဆုံးပေးဘူးငါ့အမိရဲ့ဘာကြီးကသူ့လက်လဲအာဟာရနဲ့လဲငါကြီးကဘာလို့ငါလဲဆိုတော့မာလင်ငါလို့ခေါ်ပါတယ်ဗျာငါလည်းမာလင်ငါဆိုတာငမန်းငါတမျိုးလို့ခေါ်ပါတယ်ဗျာအဲ့ဒီငါကြီးနဲ့အဲ့ငါကြီးသူ့ဆွဲခေါ်ရအောင်သူလိုက်ပါတယ်ပေါ့နော်အဖေကသူဆွဲတယ်ဆွဲတယ်ဆွဲတယ်ဒါပေမဲ့ငါရအရန်အာသန်တော့သူဘယ်လိုပြောမလဲအေးမင်းဘယ်လောက်ဆွဲနိုင်မလဲဆွဲလမ်းပွားစုပြီးတော့ မာကြီးခေါ်ဆောင်ရအောင်သူလိုက်သွားတယ်ပေါ့ဘလောက်ကြီးကြာသွားလဲဆိုလို့ရှိရင်လည်းအနှစ်ရက်နဲ့နှစ်ညတိုင်တိုင်ပေါ့လိုက်သွားလိုက်သွားလိုက်သွားတဲ့အချိန်ဘလောက်ကြီးတော့ဝေသွားလဲဆိုလို့ရှိရင်ဟိုပင်နေတဲ့တိောက်သွားတယ်ပေါ့ဗျာအဲ့ဒီအချိန်မှာဇက်ကလည်းအနှစ်ရက်လောက်ရှိသွားပြီငါကလည်းဒီမြုံမိထားတဲ့အတွေ့တရားတရားတွေလည်းဖြစ်နေပြီပင်မရုံရတဲ့ကံတွေကြောင့်အားကြီးကနောက်ဆုံးအုံးရမြောင်းနေမှာအာ မလုံနိုင်တော့ဘူးဗျာအဲ့ဒီအချိန်မှာโอเคဒါဆိုလို့ရှိရင်တော့ငါဒီငါ့ကိုအဲ့ဒီနဲ့ကတ်တော့ကတ်တော့ပြီးတော့ငါပြန်မယ်ဆိုပြီးတော့ပြန်တယ်ဗျာဘယ်တိုင်းမှာမှချုံးစုပြန်ရအောင်ဗျာအဲဒီငါ့ကိုမိတော့မှကျတော့ငါမှတန်ရတဲ့ချက်တွေကြောင့်သွေးတွေထွက်တယ်အဲ့ဒီသွေးတွေဟာတလန်းလုံးဘယ်လိုပြောမလဲသွေးထွက်နေရဖြစ်တဲ့အတွက်ဒီငါထွက်လာတဲ့သွေးညင်နိုင်တဲ့ကြောင့်အစားဆုံးမြန်းနေရသွေးနဲ့ရပြီးတော့ဒီအဖိုးကြီးရဲ့တွေကိုလာပြီးတော့ တိုက်ခိုက်ကြတယ်ဗောဗျာတိုက်ခိုက်ကြတဲ့အခါမှာအဘိုးရကုမရှိရဲ့လမ်းလေးလုံးလေးစားရှိပြီးတော့သူခုခံနေသူဆွဲမချောဘူးဗျာလော်ဒီဆိုလဲဆိုလို့ချင်းသူလက်ပြပြပတ်တက်ကိုအာဘယ်လိုပြောမလဲအနိုင်မခံရှုံးမပေးတဲ့စိတ်နဲ့သူလောက်တယ်ဗျာနောက်ဆုံးဘလော်ဒီဆိုလဲဆိုလို့ချင်းသူ့လေထဲကြီးရဲ့ငါးကြီးဟာအယိုးဝဲကြံတော့တယ်ဗျာဒါနဲ့အဲ့ငါးယိုးယိုးပဲသူရွာထီသူ့အိမ်ကြီးပေါ့နော် အဲစော့ခတ်သွားတယ်။ဒါသူ့ရွာရောက်တော့ညာအရှင်ကတော်လင့်နေပြီ။အဲ့ဒီမှာဒီလေကန်းစားမှာလေကိုဘာညာထားပြီးတော့နောက်တာပြီးသူ့အိမ်ထဲမှာဟောနှစ်ရက်သုံးရက်လောက်ခီးပန်းထားတယ်မစားမသောက်ရအောင်ပြန်ပန်းရတဲ့နေကြ။သူကအိမ်ရလဲဝင်အိမ်ရလဲဝင်ပြီးတော့အိမ်နဲ့တော့ဗျာ။အဲအိမ်ရလို့တဲ့ဆောင်မှာမနေ့ကင်းလို့တော့ဘယ်လိုပြောမလဲ။ရွာသူရွာသားတွေကအာအဖိုးကြီးရတော့ဆန်တီယာကိုကြီးရတော့မကြည့်ကြအောင်ဘေးအရန်ကိုတော်တယ်ပေါ့။သူ့ကို အဲစီချူစကားတွေပြောတယ်ဗျအဲဒီမှာပေါင်နေရတယ်အော်ဘယ်လိုပြောမလဲအာဖိုးအကျွန်တော်ပေါင်းသွားတယ်အဲဒီနေ့နေစားပြီးအဖိုးနဲ့ပဲကျွန်တော်ဒူးနေမယ်အဖိုးရဲ့သွားသွားကျွန်တော်လိုက်မယ်ဆိုပြီးတော့ဒီပေါင်နေရတယ်ခရီးစကားတွေပြေးလိုက်တယ်ဗောဗျအဲ့တော့တပည့်တော်ဒီဆောင်လေးကိုဖတ်လိုက်တဲ့အခါမှာတို့တော့ဘာရလဲဆိုလို့ရှိရင်ဒီပမာဝန်းကျင်ဖတ်ပြီးတော့ခါကျတော့တို့ရင်ထဲမှာဟာသွားတယ်ဗျဟာသွားတယ် အဘွားဆိုတာတခါတရံမှာဘလောက်ပဲရိုးရိုးတွေစူးစမ်းစူးစမ်းအတော့ကျလို့ရှိရင်ဘာမှမရှိဘူးဘာမှမရလိုက်ဘူးဆိုတော့ဟိုတခါတရံမှာအဲ့လိုမျိုးတွေဘဝမှာရင်ဆိုင်ရတယ်ခင်ဗျာဘလောက်ပဲကိုဘလောက်ပဲစူးစမ်းစူးစမ်းခင်ဗျာအဲ့တော့ဒါပေမဲ့တပြိုလို့လိုတာဟိုဘယ်လိုပြောမလဲဟိုရာယူခြင်းတွေပိုင်ဆိုင်ခြင်းတွေမဟုတ်ဘူးခင်ဗျာတပြိုလို့လုံးတစ်ခုလုံးမယ်ဆိုလို့ရှိရင်အဲ့ဒီအလုံးပေါ်မှာတပြိုလို့ဒီဘလောက်ကြီးအားဆိုင်နိုင်မလဲ တပြို့လို့ဒီပေါ်မှာဘလောက်ထိလုံးလာဝိရိယတွေပေးနိုင်မလဲအဲ့ဒါအဓိကပဲဗျာတန်ဆန်မှုတစ်ခုဖြစ်လာပြီဆိုလို့ရှိရင်ဒီလိုတော့မနိုင်ရှုံးပဲဗျာဒါပေမဲ့ရှုံးခြင်းနိုင်ခြင်းကဒီလိုတော့ပေါ့မှာဒါအဓိကမဟုတ်ဘူးဗျာအဲ့တန်ဆန်မှုကိုဒီလိုတော့ပေါ့မှာဒီတန်ဆန်မှုတစ်ခုပေါ့မှာငါဘလောက်ထိစူးစမ်းလဲငါဘလောက်ထိရအောင်လုပ်မလဲအဲ့ဒါအဓိကပဲဗျာအဲ့တော့ဒီဆောင်းကိုဘာဖတ်ဖတ်ပြီးရအောင်မှာဒီလိုတော့ဘာရလိုက်လဲဆိုလို့ရှိရင်ဒီလိုတော့ဘောရင်မှာ အပင်လေကြီးလိုပေါ့နော်ဘောကပြုတ်လို့ရဘောကြီးရအပင်လေကြီးလိုပဲဗျာပင်လေကြီးလိုပဲအရန်ကျယ်ပြောတယ်အရန်နဲ့နဲတယ်အရန်ပြရခက်တယ်ဗျအဲ့လိုပင်လေကြီးတော့မှာနောက်တစ်ခုဒီမမန်းနေလိုမျိုးတပြို့လို့ရဘောကဟိုအမ်နောက်ရမဲ့သူတွေဆိုတာလေတပြို့လို့ဘောကအများကြီးရှိရဗျာအများကြီးရှိရဗျာတပြို့လို့ရဒီလိုမျိုးကျယ်ပြောလာတဲ့ပင်လေကြီးရဲ့မှာတပြို့လို့ဘောကရဲ့မှာ တော့ဒီငါငါသိလို့ပဲပြောလို့ပေါ့မှာလူရှင်မှုတွေတတ်မှတ်မှုတွေလူရှင်နဲ့စိတ်ဆန္ဒတွေဆိုတာအများကြီးရှိရဲ့ဗျာအဲ့တော့ဘလိုပဲရှိရှိဘလိုပဲနှောက်ရှက်နှောက်ရှက်မှုတွေပဲဘလိုပဲပြေးပြေးဗျာတပည့်တော်လိုရမယ့်လောကငါလုံးမဲ့လောကပေါ်မှာငါဘလို့ဒီစူးစမ်းမှုရှိမလဲငါဘလို့ဒီစူးစမ်းမှုရှိမလဲဒီလိုလာနောက်ဆုံးကြလို့ရှင်အားလုံးကဧကမောရှာတစ်ခုဟာတော့တည်စားရမှာပဲဗျာ တည်ကြမှာပဲဒါကြောင့်မတည်ခင်မှာတို့တွေငါတို့တွေဘာအကောင်ဆုံးလုပ်မလဲအဲ့ဒါအဓိကပဲဆရာအဲ့တော့တို့တော့ဒီကောင်ချောနေနဲ့ဒီစာအုပ်လေးကိုဖတ်တဲ့အခါမှာတို့တော့ဘာရနိုင်လဲဆိုလို့ရှိရင်အာတို့တော့တော်များတော့ရနိုင်တယ်ဗျာတော်များတော့ရနိုင်တယ်အတော်ရှင်များတို့လည်းတို့တော့အဲ့စာအုပ်လေးဖတ်စီခြင်းပါလေဗျာဟိုပင်လယ်ပြာနဲ့တငါကိုဆရာမဆူရှင်ရေးထားပင်လယ်ပြာနဲ့တငါကိုပါဗျာဆရာကြီး honest ဖြစ်ပြီးဝင်ရေးထားတဲ့စာအုပ်လေးပါဗျာဟုတ် တဝုပန်သစီလို့လည်းခေါ်ခေါ်ပါတယ်ခင်ဗျအဲ့တော့ရှင်ရောတို့လည်းရှင်ရောတို့ဘဝမှာခက်ခဲမှုတွေအများကြီးရှိမယ်ခင်ဗျအဲ့လိုမျိုးရှိလာတဲ့အခါမှာဒီထဲရမယ်လို့မျိုးဒီစာရေးအာဒီစာရေးရလို့မျိုးအဖိုးကြီးဖြစ်တဲ့ဒီစံတရားကိုလို့ဘောနော်အဘောကငါတို့တွေဘလို့ရှင်းဆိုင်မလဲရှင်းဆိုင်ဖို့နေဖြစ်လာတဲ့အခါမှာငါတို့ရဲ့စိတ်ဆန္ဒတွေငါတို့ရဲ့အခက်အခဲတွေဒီလိုမျိုးဘလို့မျိုးစိတ်ဓာတ်တွေနဲ့ဒီဆောင်မလဲဆိုတာ အရင်ဟိုကလိုရတယ်ခင်ဗျာတပည့်တော့စောင်းလေးဖက်ပြီးတော့နော်လေးထုတ်တာရှိရှိပါလေခင်ဗျာအဲ့လိုပြီးတော့စောင်းကြည့်ပြီးတော့ထုတ်ပြီးပြပါခင်ဗျာဒီစောင်းကမှတ်ချက်တဲ့လူပြောရဲ့အထီးကံဘဝတွေစိတ်သွားတိုင်းကိုယ်မပါတဲ့ဘဝတွေငယ်လူပြုံစဉ်ကိုပြန်လည်တန်းတသောစိတ်တွေဇာတ်ထောင်းတော်လဲမမလျှော်သောစိတ်တွေမိမိကိုယ်တော့အမူအရာတွေကိုကောင်းမကောင်းတင့်မတင့်ပြန်လည်စမ်းသစ်တဲ့သောသဘောရန်သူကိုယ်ပဲစာနာတဲ့သောသဘော จองตะเหมี่ยวကိုเอ่อနှစ်သိမ့်နိုင်သောသဘောအဖြစ်ကိုဥတည်နိုင်သောသဘောဝါနဲ့လှေခွက်ချီပြန်တော်နဲ့အလယ်မနဲ့အဆိုးမမီးတဲ့သဘောသဘာဝတို့ကိုဒီစာလေးကိုခတ်လိုက်ရတဲ့အတွက်ဆက်ရှိပါတယ်ဗျ။အဲကြောင့်မလို့ပြောဒီကောင်းကျောင်းတွေနဲ့အာဆရာမောင်ရှင်ရဲ့ဗုဒ္ဓလေးနဲ့ပြောဒီကောင်းကျောင်းချင်ပါတယ်ဗျ။ဆရာမောင်ရှင်ရဲ့ဗုဒ္ဓလေးကတော့မင်းမကွာဟန်ပါတာမင်းမကွာဟန်ကပါတယ်ဗျ။ကျေးဇူးတင်ပါတယ်ဗျ။